ီဝယ်ရင်ရောအလှုပ်ပဲရိုက်မှာမင်းလည်းတော့မတက်ရက်နေလားတို့တို့ဘာမစည်းကြပဲခြေရောက်ကျိုးကလည်းမိလာရဲ့ရွှေအဲ့လိုမျိုးပါနော် No မစည်းချင်ဘူးလာတကြောင်တကြောင်အဲ့လိုပြန်စည်းချင်တာဒီကအကိုရင်းနဲ့ပြန်တွေ့အကိုရင်းကမင်းပြန်စည်းဆိုတော့ဘာရပြန်စည်းနေအဲ့လိုတွေပါရိုက်နေတယ်ရိုက်လို့ရမှာတနေ့ မမေဘီ3လနေလည်းဖြစ်ကောင်းဖြစ်နေတယ်6လနေလည်းဖြစ်ကောင်းဖြစ်နေတယ်เนาะပြန်တွေ့မယ်အဲ့ခါကျအေးမပြောနေပြီတလားပဲဟာကမယောက်ျားမယူလို့ပဲပြောတာတစ်တလုံးမယူလို့မပြောဘူးလေเนาะဘာမှအေးစေး30နဲ့ရွှေ့လာတာတက်ပဲ40ကျော်တော့အေး10နဲ့เนาะစဉ်းစားကြည့်เนาะ30တည်းကเนาะယူမယ်တကယ်ကမောင်းတင်ထားတာလေ40တာဖြစ်သွားတယ်နော်ဟုတ်နော်ဘာလို့ဖြစ်သွားတာလဲသူကဘယ်သူမှမစားလည်းမစားဘူးမေးလည်းမမေးတော့ တိုင်းကလည်းဒီမြင်းစီးရတာကိုကြိုက်တယ်။အမြင်းစီးရဲ့မြင်းစီးချစ်သူတယောက်လည်းဖြစ်နေတဲ့အခါကျတော့အာဒီနေ့ခေါင်းစဉ်တွေအတိုင်းပဲပေါ့။မောင်နိုင်ငံရဲ့ဒါမြင်းမြင်းချစ်သူများပေါ့နော်။အာမြင်းစီးအကစားကိုနှစ်သက်ပြီးတော့အာမြင်းနေချစ်တဲ့သူတွေအားလုံးပေါ့နော်။စုပေါင်းပြီးတော့အာလုံမဲ့ဂါရောပြုမဲ့ပွဲတစ်ခုလေးပါ။အဓိကတော့ဒါလေးကမြန်မာနိုင်ငံမြင်းချစ်သူများအသင်းပေါ့နော်။ဆိုတော့သူကဒါ page လက်ရှိပါတယ်ရှင့်မြန်မာနိုင်ငံအာမြင်းချစ်သူများ page ဆိုတဲ့ဟာလေးရှိပါတယ်။ဆိုတော့ဒီကနေပြီးတော့ဦးစီးပြီးတော့ပေါ့။အော်တကယ်ပါဒါပထမဦးဆုံးအကျိန်ဒါမြန်မာနိုင်ငံအနေနဲ့အရရ ရက်မှာရှိတဲ့အာမြင်းစီတက်ကြီးမြင်းစီအာသာသမားကြီးများကိုဂါရဝပြုတ်မဲ့အစီအစဉ်လေးပါရှင်မြင်းစီအာကစားဘာကောင်းလဲလို့ပြင်ပြတော့ပေါင်နေကြစ်လက်တယ်မြတ်တော်အဲ့ဒါရန်သဘောကျမြတ်တော်ပေါင်ကြီးရလို့ခံစားရတယ်သူဖြစ်တော့ကြောင်းမလို့မြတ်တော်ပေါင်သေးကိုပဲစဉ်းစားနေရမြတ်တော်ဝလုံးနဲ့နေမကြော်ချင်ဘူးဟာအောင်ဆိုပြေးပြေးလို့မျိုးစီးချင်တာအဲ့လိုမျိုးပါဟောမြတ်တော်ကဒုံစီးတဲ့ချိန်မှာအရန်ကြိုက်တာမြတ်သူဒုံကပကံမှာစီးတယ်အဲ့ပေါ့နော်ဟိုဟာမှာဒီချမ်းပြီမှာစီးတယ်မြတ်တော်ရှမ်းပြီမှာစီးရတာပို့ပြီးတော့လေဟို မြေပြင်းမှာစီးရတာ feeling တခုအဲ့တောင်ကုန်းတောင်ဆောင်တွေပေါ်အဲ့မြင်းရဟီပြီးပြေးကိုကလေငှက်ကလေးလိုပဲကိုကလေကိုခွေးမိတက်နေတာတောင်ဆောင်ကတက်တဲ့အချိန်မသိတာကိုစီးချော်လဲမှာဒါကြောက်ရတာကိုသွန်းစီးတော့ကသူကအမြင်းရဲ့ဒီတန်ခွာနဲ့ကတ္တရာနဲ့သူကချောတယ်ဆိုတော့လေသူကအတက်ကတော့သူကအဲ့လို တက်လို့ရမယ်အဲ့အစင်းကြရင်နည်းနည်းတော့အခက်ခဲရှိတယ်အဲ့လိုပေါ့နော်အာဒါကတော့ကျွမ်းကျင်တဲ့ပုံမူတည်ပြီးတော့ကဖြစ်တာပေါ့နှစ်သွားတော့စစည်းခါစဆိုတော့မြေပြတ်မှာပဲစီရကျဲစီးစေချင်ပါလေကကျွမ်းကျင်သွားပြီဆိုတော့အဲ့လိုတောက်မဒုံစီအတက်ကတော့ရမ်းကောင်းတယ်အစင်းကြရင်တော့အာထိမ့်ရပြီဒါမှတော့သူ့ရဲ့တန်နဲ့ပေါ့နော်လိုချောချောသူကလည်းမြင်းဆိုတာခြေရောက်တွေပါလေအဲ့လိုဖြစ်တတ်တော့လေအန်နေရောရှိရဒါမဲ့လည်းအစင်ပြေတယ်ကိုကိုကျွမ်းကျင်ပိုင်နေတယ်ဆိုတော့ပေါ့နော်အဲ့လိုစီးတဲ့သေးဆိုတော့ပကံပါစေအရန်လာနေဝင်စီးစာလေးမှလေလိုချစ်သူများပါရှယ်ပဲနှစ်သားအဲ့ဒီတက်ကလတက်ကလတက်ကလနဲ့နေရတာ ဲ့ dream ရှိတယ်ဒါပေမဲ့မအောင်ဘူးကျမကျမ dream နေရအရင်များတော့ဒါတော့မဖြစ်ခဲ့ဘူးကိုစီးခဲ့တော့ပါဘာပြောပါဟမ်ကိုစီးခဲ့တယောက်တည်းစီးရတာလေ dream မှာဆိုမှမဖြစ်ခဲ့လိုက်ဘူးချစ်ရဲ့အခါကျတမ stay မရိုက်ဘူးဒုံးနဲ့အအလုံးက pre wedding ကိုအလှုပ်ပဲရိုက်မှာမင်းနဲ့တော့မတက်ရက်မနေလားတို့တို့ပါမစီးကြပဲချစ်ရဲ့ကျိုးကလည်းမင်းလည်းရွှေ့ ိုမျိုးပါနော်စီးကျင်တာ No မစီးကျင်ဘူးလာတကြောက်တကောင်ကြီးအဲ့လိုပြန်စီးကျင်တာတင်လို့ရပါတယ်မတက်တဲ့တင်ပေးပါမယ်ရတယ်ကိုနဲ့တွေ့တော့မြင်းစီးမြင်းစီးမယ်မြင်းချစ်သူဖြစ်သွားလိမ့်မယ်အဲ့ကွာတင်တွတ်သွင်းမှာကမယောက်ျားမယူလို့ပဲပြောတာတလုံးမယူလို့မပြောဘူးလေနော်ဘာမှအေးစေး30နဲ့ရွှေ့လာတာတက်ပဲ40ကျတော့အေး10နဲ့နော်စဉ်းစားချင်တော့30တည်းကနော်ယူမယ်တကယ်ကမောင်းတင်ထားတာလေ40တာဖြစ်သွားတယ်နော် ော်အဲ့လိုဖြစ်သွားတာကျသူကဘာလို့မှမစားလဲမစားဘူးမေးလည်းမမေးတော့ခါဦးကအပြိုကြီးပဲတက်ဖက်တောက်ပနေပါတော့တက်ဖက်တောက်ပရင်သူကပို့ပြီးချဖို့ကောင်းတယ်အဲတက်ဖက်တောက်ပရင်ပြီးပြည့်စုံလို့ဆိုအကုန်လုံးဘာလို့မှရည်စားလည်းမထားစီကျွန်တော်ဦးအဲ့လိုမျိုးမှတ်သက်ပေါ့နော်မိဘဆိုတာဒါတာသမီတာသမီဆိုတာမိဘအတွက်ယတနာပေါ့နော်ဆိုတော့ကိုကအရန်ကောင်းနေတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့လည်းအကောင်းဆုံးဖြစ်အောင်တော့ကိုကိုကိုပေါ့နော်တိဆောက်တယ်နမအမြဲတော့ကံကောင်းတယ်ရှင်ရလို့မှုနေတဲ့ကင်းတော့မကင်းဘူးပေါ့နော်ကြားတော့မှအရာဖြစ်တယ် ်ဟုတ်ကဲ့အားရှင်တိုက်တာပေါ့နော်။ဒါရလုံမှုနည်းတယ်ပေါ့နော်မိသားစုမှာအစင်တန်ကြီးပြင်းရတဲ့အခါကိုယ့်ရဲ့အလုံးလုံးနိုင်တဲ့နှုံကိုသူတို့က push မလုပ်ဘူး။ပါလဲဆိုတော့သူတို့ဘာလိုချင်နဲ့ညာလိုချင်နဲ့ဆိုတာမျိုးမရှိဘူးတကယ်ပြောအဲ့တော့ကိုကလေဟိုရှားနေမှာအဲ့လိုဇောမကတ်ရတော့တတောင်းတတာနဲ့အဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမနိုင်ကျုံကမိဘတွေလည်းတကယ်ကျေစုတင်တယ်အမျက်သူပေါ့နော်လိုချင်စိတ်နဲ့အရင်ပေးအမှမတောင်းဆိုတဲ့အခါကြတော့လေအမျက်သူလည်းအဲ့အတွက်အလုံးလုံးရတဲ့နေမှာအရင်အဆင်ပြေရဟုတ်ကဲ့ရှင်ဟုတ်ဒီကအကိုရင်းနဲ့ပြန်တွေ့ရအကိုရင်းမြင်းပြန်စီးဆိုတော့ဘာရပြန်စီးနေအဲ့လိုတွေပါရရင်ရလို့ရမှာတနေ့ မမေဘီ3လနေလည်းဖြစ်ကောင်းဖြစ်နေတယ်6လနေလည်းဖြစ်ကောင်းဖြစ်နေတယ်နော်ပြန်တွေ့မယ်အဲ့ခါကျအေးမပြောနေပြီတလားပဲဟုတ်အမင်းစီနော်ဝေးကြတယ်မှန်တယ်အဝေးကြတယ်ပေါင်ကျစ်တယ်ပေါ့ရှင်အာမြစ်သူကတော့ဒါရှင်ပြောဟာတို့ကပြီမှာဟာအဲ့ဆိုရင်တင်မားရောမပြားဝါဘူးလားဆိုဘယ်ရမှာမဆိုကောင်းတာဆိုတာရှိတယ်တင်မားကြလားမေးအဲ့လောက်ကြီးတော့မကြဘူးဒါပေမဲ့အဲ့တော့အလေးနဲ့ပြန်တင်လို့ရတယ်မြစ်သူနေ့တိုင်းမင်းစီမှာမဟုတ်ဘူးလေတပတ်ကို2ရက်စီးမလား တပတ်ကိုတုတ်တရချတစ်ခါစီပဲနှစ်ချတစ်ခါစီမလားစီမှာကွာအပေါင်ချစ်လိဖို့ကိုအစီကြဖို့ပြီးရင်ကိုရဲ့ခုနအလေးအားကစားနဲ့ပြန်ထိမ့်မယ်အဲ့လိုမျိုးဆို မြတ်သူ perfect body ဖြစ်မှာသေးကြတယ်ဗောဆိုမြတ်သူကိုယ်တိုင်လည်းပေါင်ကြီးလို့မြင်းစီရတာကိုကြိုက်သွားတာအာလူတွေအကုန်လုံးကတော့ကိုယ့်ရဲ့စိတ်ပေါ့နော်ခံစားမှုနောက်လိုက်ပြီးတော့ဖြစ်သူကြောင့်ငင်းငင်းငင်းညောင်းလေးနေရတာကြိုက်တယ်ရှုခင်းတွေကိုကြည့်ပြီးမျောရတာကြိုက်တယ်တချို့ကလည်းမြင်းလေးစီးနေငင်းငင်းညောင်းလေးစီးနေကွာအဲတောတောင်ရှုခင်းလေးတွေကိုကြည့်မယ်တထောင်နားမယ်အဲပြီးထပ်ပြီးမြင်းလေးသွားစီးကြအဲ့လိုမျိုးရှိတယ်မြတ်သူကကြတော့အဲ့လိုဒုံ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 ရှောက်စီးနေရတာကိုကြိုက်တာပေါ့နော်ဆိုတော့အဲ့လိုကိုယ့်ရဲ့စိတ်ခံစားမှုပေါ့လေပြီးမြင်းစီးအကက်စားခုနကပြောလို့အဲ့လို addict မရှိဘူးမဟုတ်ဘူးငင်းငင်းညောင်းစီးစင်လည်းရတယ်တက်လောက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 ် ကုန်း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 နဲ့သွားပြီးတော့ရှုပ်ကင်းလေးကြည့်ညင်းညောင်းစကားလေးပြောလိုက်အဲ့လိုလေးလဲစီးလို့လဲရတယ်မြတ်သူကိုယ်တိုင်ကတော့အဲ့လိုမျိုးဒုံစီးရတာတောင်းနေတက်စီးရတာကိုကြိုက်တဲ့သူဆိုတော့အဲ့လိုဖြစ်တာပေါ့နော်ဆိုပြောချင်တာအမင်းစီးအကသမညင်းညောင်းလဲစီးလို့ရပါတယ်အဲ့နော်ဒုံလဲစီးလို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ပေါ့နော်ဒီမြန်မာနိုင်ငံမြင်းအဲ့ချစ်သူများအတင်းအတွက်ပြီးတော့ခုနတက်ကြီးအပေါ့နော်မြင်းစီးအကသမကြီးတွေကိုဂါရောပြုမဲ့ပွဲအဲ့ပြီးတော့ခါကြအဲ့ပွဲနေ့မှာအတူတူခုနလိုမြင်းအလှစီးတာတွေမြင်းအလှပြတာတွေမြင်းအလှတပုံပြိုင်ပွဲတွေနဲ့ချားတော့ပြောချင်တာကောင်းတဲ့ အစီအစဉ်တွေအားလုံးကိုအခုလာမယ့်အောက်တိုဘာလ18ရက်19ရက်ရှမ်းပြည်နယ်မှာကျင်းပမှာပထမဦးဆုံးအကြိမ်ကျင်းပမှာမလို့မြန်မာနိုင်ငံအနေနဲ့ရရမှာရှိတဲ့မြင်းချစ်သူများမြင်းစီအားကစားဖော်တာရှင်များအားလုံးကိုဖိတ်ခေါ်ပါရရှင်ဟာငါနဲ့မသိဘူးလေငါဘာဘယ်လိုမှမသိတာမဟုတ်ပါဘူးရှင်အားလုံးကလာပြီးတော့အားလုံးကိုကြိုက်တဲ့အားကစားကိုချစ်မြတ်နိုးတဲ့အရာတွေကိုအတူတူဖလှယ်ရင်းနဲ့မိတ်ဆွေတိုးပွားမယ်လို့မြို့တော်မျှော်လင့်ပါတယ်ရှမ်းပြည်နယ်ရာသီဥတုအရန်ကိုကောင်းမွန်နေတဲ့အချိန်ဖြစ်တာကြောင့်မြင်းလေးစီရင်အပန်းဖြေရင်လည်းလာခဲ့ဖို့အတွက်အားလုံးအားလုံးကို 开口了，行。